ကဲမင်္ဂလာပါမျိုးတို့ကြီးဒီကနေ့ကတော့နော်ပောက်ကွက်ကလေးတွေတော့ပါတယ်ဒါပေမဲ့ကျွန်တော်တို့အာမထိုးရတူဆိုတော့ရင်နာမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာကီးထိတ်ကိုကီးထိတ်ကကီးအနေနဲ့ပဲထွက်သွားပြီးတော့ငါငါကနောက်ပိတ်သွားခဲ့တယ်နော်ကီးကထိတ်သွားခဲ့တယ်အတွက်ဒီမှာ9 6လို့ကျွန်တော်မနေ့ကပြေးတယ်9 6နဲ့8 6နှစ်ခွက်တည်းပြေးတဲ့နေရာမှာ6 5ဆိုပြီးထွက်သွားခဲ့တယ်နော်6 5ဆိုပြီးထွက်သွားခဲ့တယ်နောက်တစ်ခါမနေ့ကဒီအပေါ်တလုံးအောက်တလုံးကလည်း1 2 နော်တင်းနေဆိုပြီးဒီချိန်စပြီးအောင်သွားခဲ့ပြီနော်အဲ့တော့ဘာဖြစ်ဖြစ်အနည်းနဲ့များတော့ပေါက်ကြလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်နော်ဒီကောင်ဆိုရင်လည်းနှစ်ွက်တည်းဖြစ်တဲ့အတွက်နှစ်ွက်တည်းပေါ့နော်ဒီ59ဟိုကျွန်တော်နည်းနည်းရန်ထိုးမယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်။နော်ဒီကောင်တင်ခွက်နှစ်ခွက်ဒီကောင်တင်ခွက်နှစ်ခွက်ဖြစ်တဲ့အတွက်အနည်းဆုံးအာတော့ထိုးကြလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဗျ။နော်ဒါမှအာမထိုးဆိုတော့လည်းကျွန်တော်လည်းမတတ်နိုင်ဘူး။အစနဲ့ကွာကျွန်တော်ထိတ်သီးသန့်လို့ပြောတာမဟုတ်နော်။ကီးထိတ်လို့ကျွန်တော်အမြဲတမ်းလည်းပြောခဲ့တယ်နော်။ကဲအဲ့တော့ကျွန်တော်20လေးပဲစလိုက်ကြအောင်။နော်ဒီတစ်ပတ်အဖွင့်ရတော့ ဟိုမဆိုးလို့ပြောရမှာပေါ့ဗျာเนาะဟုတ်လားကဲအဲ့တော့ကျွန်တော်တို့20လေးစားလိုက်အောင်20လေးစားမယ်ဆိုရင်ကျွန်တော်တို့ဘယ်အစားမလဲဆိုရဲခါကြတော့၄၃ည၉၈ကစားမယ်ဗျအဲ၄၃ည၉၈၄၃ည၉၈၄၄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  63 99 99ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်ပါမယ်ဒါလေးရ20ဟောင်းလေးတွေပါပဲเนาะဒါဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ဒီ3ညနဲ့ဒီ3နဲ့ပေါ့3ပါပဲတဲ့เนาะ3 3ရဲ့ပါဝါဒီ8 8ရဲ့နှခတ်ဒီ1 3 8 1ဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ တိရှိတဲ့ဟောတိရှိမှာတိကောရှိကောထိပြီးအခွေအနေနဲ့အောင်သွားပါတယ်နောက်တစ်ခါတိတိတဲ့တိတိမှာလည်းကျွန်တော်တို့တိတလုံးထိပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကျွန်တော်ကိရှာနီးတွေရတော့နော်ဟိုမပြက်ဘူးလားဆိုတော့ပြက်ပါတယ်တိုးတော့ညာလည်းတော်တော်မာတဲ့တွဲနီးတွေကြီးပဲလို့ပြောရမှာပါပဲဗျာနော်ကဲနောက်တစ်ပြင်တော့တွက်ပါမယ်ကိုလီကိုလီတဲ့ကိုလီကိုလီ ေးကိုခွန်လေးနောက်တစ်ခါကျွန်တော်တို့ဟိုရသက်ပံကတ်ယူထားတဲ့လူတွေနော်မနေ့ကလည်းကျွန်တော် ပြောပြခဲ့တယ်ဟုတ်လားအလဲနှလုံးတူပြီးဟဲ့ဆိုတာနဲ့ကျွန်တော်တို့နောက်တစ်ပတ်မှာ16တပြား2ရက်အတွင်းမှာ16တပြားဆင်းရမယ်နောက်38ဟမ်ဗါလဲ38 14เนาะအဲအဲ့ဒီကောင်လည်းဆင်းရမယ်ဆိုတဲ့ဟာလေအဲ့ဒါကျွန်တော်တို့ရသက်ပံကတ်တွေယူထားတဲ့လူတွေနော်နောက်ပတ်နောက်ပတ်တွေမှာကျွန်တော်မပြောမိရင်လည်းကိုဖါကိုသတိထားဖို့ကျွန်တော် ပြောရတာနော်ရသက်ပံကတ်တွေဝယ်ထားတဲ့လူတွေ နော်ရာသပန်ကတိထဲမှာတော့ပေးထားတဲ့ site တွေကတော့တစ်နှစ်လုံးနေမှာဒီချိန်ဒလီလောက်ပဲဖောင်းတာမျိုးရှိရယ်နော်အားလုံးအောင်မြင်ရတာများပါတယ်ကိုလီကိုလီပြီးတော့၄ကို9 4လေကိုခွန်လေးပါလေကိုခွန်လေးမခွန်ကိုဖြစ်သွားလေကိုခွန်လေးနောက်က23 23 63 23 63ဒါခွန်လေးเนาะလေးလေးတော့ကြာမှာပြော ဒါမဲ့ဟိုဘက်က20နဲ့တော့အလိုကြီးပါနော်အဲ့မှာ၄နဲ့3နဲ့ပေါင်းခွန်မှာတဲ့ခွန်ခွန်ရဲ့ပါဝါ2 2ရဲ့နှက်ခက်က4ခွန်2 4ဆိုတဲ့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့ခါကျတော့2 9တဲ့2 9မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ်လေးတုံညလေးတုံညမှာလဲလေးတလုံးထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြန်တော့တွက်ပါမယ်တရှိတခုတရှိ တိခွန်တိခွန်၄ကိုခွန်ကို၄ကိုခွန်ကို၃၈၆၃၃၈၆၃ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့ဒီ၈နဲ့၈နဲ့ပေါင်း6ပါတဲ့6ရဲ့ပါဝါ1တရဲ့နှက်ခက်က8 6 8 8ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ တစ်တစ်တဲ့ဟောတစ်တစ်မှာတစ်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်။သုံးသုံးညားတဲ့သုံးသုံးညားမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျ။ကဲနောက်တစ်ပြန်တွက်ပါမယ်။ဒီ9195ဒီ9195 395 41 9တရှိတရှိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်9နဲ့9နဲ့ပေါင်း 8ပါတဲ့8ရဲ့ပါဝါ3 3ရဲ့နှစ်ခက်က5 8 3 5ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့36တဲ့36တဲ့36မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်8 8တဲ့8 8မှာလည်း8တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့နောက်ဒီမျိုးတွက်ပါမယ်36 9 9 ရှင်ငါ၃ခွန်၄၃ညာ၃၃၄၃ညာ၃၃ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်6နဲ့3ညာနဲ့ပေါင်းတော့6 6ရဲ့ပါဝါ1တည်းရဲ့ခက်က8 6တည်း8ဆိုတော့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုရဲ့ခါကြတော့6ခွန်တဲ့6ခွန်မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်4တည်း4တည်းတဲ့4တည်းမှာလည်း1တလုံးထိပြီးညာအောင်မနဲ့ကောထပ်အောင်မြန်ပါတယ်ဗျာ ဒီပင်မှာတော်တော်ညမ်းနေကလေးများတယ်နော်အဲနောက်တစ်ပင်တော့တပ်ပါမယ်9963 9963ည7386 7386 3390 3390ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9နဲ့3ညနဲ့ပေါင်းတော့9 9ရဲ့နှစ်ခတ်9ရဲ့ပါဝါ3ည3ည9နှစ်ခတ်ကခွန်9 3ည9ဆိုတော့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ 65တဲ့65မှာလည်း9တလုံးထိပြီးအောင်ခဲ့ပါတယ်3ည1တဲ့3ည1မှာလည်း3ည3လုံးထိပြီးဟောညာဝမနဲ့ကောထပ်ပြီးအောင်မြန်ပါတယ်ဗျကဲနောက်တစ်ပြန်တွက်ပါမယ်3992 3992 3338 3388 3088ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ခွန်ရခွန်ရပေါင်း လေးလေးရဲ့ပါဝါကိုကိုရဲ့နှက်ခက်က6 4 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရခါကြတော့3ညာ8တဲ့မအောင်မအောင်ဗျ3 4တဲ့3 4မှာကျွန်တော်တို့4တုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်2 3ခွန်း2 3ခွန်း3ခွန်း ကိုရှိရှိချောက်ကိုရှိရှိချောက်နေ၄၁၃ရနေ၄၁၃ရဆိုပြီးဒီလိုမျိုးအောင်ထားပါတယ်မောက်ထထားပါတယ်ကဲအဲ့တော့ဒီမှာကျွန်တော်တို့တင်းနဲ့၄နဲ့ပေါင်း၅၅ရဲ့ပါပါ၃ည၃ည၅ခက်ကခွန်း၅၃ခွန်ဆိုတဲ့ကီး၃လုံးဒီပြင်မှာထက်ထွက်ရအောင်မဲတဲ့အဲ့မှာကျွန်တော်တို့ဘာထွက်ဘာထွက်တယ်လဲဆိုတဲ့အခါကျတော့၃ည၃နဲ့၃ည၃မှာ၃ည၃လုံးထိပြီးအောင်ခဲ့ပါတယ်ကိုနှစ်တဲ့ကိုနှစ်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲအဲ့မှာကျွန်တော်တို့ အင်္ဂါနေ့အတွက်တွက်လိုက်ရအောင်ခွန်လေး39 9 39 3928 3928 1265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 ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်၄နဲ့2နဲ့ပေါင်း6 6ရဲ့ပါဝါ1 1ရဲ့နှက်ခက်က6 68ဆိုတဲ့ကီးသုံးလုံးမနေ့ဖငါအတွက်ဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့ကစားလိုက်ရအောင်မနေ့ဖငါအတွက်ကီးထိတ် မနေ့ဖငါအတွက်ကီးထိတ်ကကျွန်တော်တို့ဗာလဲဆိုရင်ကိုလေးနှစ်ပါတဲ့နော်ကိုလေးနှစ်ခုနကီးရိုးရိုးကရှေ့တေ6မတူညီတာတွေဖြစ်တဲ့အတွက်သူတို့ကိုပဲကျွန်တော်ကတ်ပါမယ်ကိုရှေ့ကိုတေ6ကိုချအဲ့ဒါက၄၈ လေးတက်လေးချောက်လေးချောက်နေရှိနေရှိနေတက်နေတက်နေချောက်နေချောက်အာနေချောက်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ရပါတယ်เนาะအဲ့မှာကျွန်တော်တို့ဟိုလေးနေနဲ့ဘာနဲ့ကျွန်တော်တို့ပြန်စဉ်းစားမလဲဆိုတဲ့အခါကျတော့အမျိုးတို့လည်းကြည့်ပါတယ်ဒီမှာနှစ်၃ညာနှစ်လို့ကျွန်တော်ထွက်ထားတယ်ဒီမှာ၃ညာနှစ်เนาะဒီမှာ၃ညာနှစ်ဆိုပြီးထွက်ထားတယ်အဲ့လို၃ညာနှစ်ဆိုတော့နှစ်ခွန်ပရိတ်ပေါ့เนาะနှစ်ခွန်ပရိတ်ပေါ့အဲ့လိုနှစ်ခွန်ပရိတ်လို့ကြတိုင်းနဲ့ နော်နှစ်ခွန်၄၉ဆိုတဲ့ break ဟာတဲ့၃ရက်အတွင်းမှာထွက်ရမယ်တဲ့ကောင်းပြီဒီမှာ၃ညနှစ်လို့ကျွန်တော်တို့ကြာပါတယ်ဒီမှာကျွန်တော်တို့၃ညနှစ်ကဟိုပါပေါ့နော်တောက်တောက်ကြနေမှာကျွန်တော်တို့ကြာတယ်ဒီတနင်္လာမှာကျွန်တော်မထွက်ဘူးအင်္ဂါနေဗုဒ္ဓူနှစ်ရက်ပဲကျန်တော့လေသူ၃ရက်တွင်ထွက်ရမယ်ဆိုအင်္ဂါနဲ့ဗုဒ္ဓူကျန်တော့ဆိုတော့အင်္ဂါနေ့မှာကျွန်တော်အာအတာသုံးလို့ကျွန်တော်ကတော့တွက်တဲ့အတွက်နှစ်ခွန်နှစ်ခွန်၄ခုဆိုရယ်ပြိတ်နေပဲကျွန်တော်ကဒီဟာလေးကိုထုတ်မယ်အဲ့တော့နှစ်ခွန်၄ခုနဲ့ထုတ်မယ်ဆိုရင်၆၈ 48နော်အဲ့ဒါပဲရှိတယ်ဒီဒီနော်အဲ့နှစ်ကွက်ပဲရှိတယ်အဲ့တော့68နဲ့48နော်ဒီနှစ်ကွက် အဲ့တော့၉၈နဲ့၄၈ဆိုတော့ကျွန်တော်အနေနဲ့အကြိုက်ဆုံးအနေနဲ့ကျွန်တော်ကစားပါမယ်အမျိုးတို့လည်းအကြိုက်တူရင်တော့ယူပါအကြိုက်မတူဆိုရင်တော့မိမိပါမိမိကီးထိတ်ကိုပဲယူကစားကစားเนาะဟိုဟာကီးရိုးရိုးပဲယူကစားကစားပါเนาะကြိုက်ထားကိုယူကစားပါเนาะကျွန်တော်တို့2049ဆိုတဲ့ပရိတ်ကတော့2049ဆိုတဲ့ပရိတ်ကတော့ကျွန်တော်တို့3ရက်အတွင်းထွက်ရမှာအခု2ရက်ရှိသွားပါပြီเนาะအဲတရက်မနေ့ကနေဆိုတော့2ရက်ပေါ့နော်2ရက်ရှိသွားပါပြီအဲ့ဒါမထွက်သေးတဲ့အတွက်အဲ့2049ပရိတ်ကိုအထူးသတိထားပြီးကစားစေချင်ပါတယ်เนาะ အဲ့မှာကျွန်တော်တို့48ဆိုရလဲကောင်းပါလေဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့နှစ်ခွန်တပြားအဲနှစ်ခွန်မွေးပြိတ်ကျွန်တော်ရှိထားပါတယ်ဗျာနော်နှစ်ခွန်မွေးပြိတ်ရှိထားပါတယ်အဲ့တော့ဒါဒီကနေ့ကတော့ကျွန်တော်ဒါရဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးပါနော်ဒီကနေ့ကတော့ဟို20မှာဆိုရင်လည်းကျွန်တော်တို့ဒီ YouTube မှာတင်ပေးတာဆိုရင်လည်း56 6 6956ပေါ့နော်အဲ့ရအာနေနဲ့ထွက်သွားသူတို့တန်းရလဲတင်းနှစ်ဆိုပြီးကျွန်တော်တို့ထွက်သွားခဲ့တယ်ထို့အတူပဲကျွန်တော်တို့ဘိုက်ပါမှာနော်ဟိုဟာယူထားကတ်ယူထားတဲ့လူတွေကလည်းအင်္ဂါမကျော်ပတ်တီထွက်သွားသူတို့မပြောက်ပတ်တီတဲ့ကျွန်တော်ထွက်သွားပြီဖြစ်ပါတယ်နော်မပြောက်ပတ်တီက16ပါနော်အဲ့မှာလည်းကျွန်တော်ထွက်သွားတယ်အင်္ဂါမကျော်ပတ်တီကမှတော့ကျွန်တော်နှစ်တုံးဆွဲပြီးထွက်သွားခဲ့တယ်ပေါ့နော်အဲကျန်တာကဘူရူးမကျော်နဲ့တပတ်စာပတ်တီပဲကျန်မယ်မွေးပရိတ်ကျန်မယ်ပေါ့နော်ကဲအဲ့ဒါပါပဲဟုတ်လားပါပဲဖြစ်ဒီကနေ့ကတော့ဟိုအစာအပိုင်းလေးဒီမှာတော်တော်လေးကို အောင်မြင်နေပေါ့နော်ဓာကြီးအောင်မြင်တာတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ဟို96ဆိုရင်တော့ဓာကြီးအောင်မြင်မှာပေါ့နော်အခု65ဆိုရဲအတွက်အနည်းဆုံးဟိုအာထိုးမဲ့ဆိုရဲလူတွေတောင်မှအာကွက်ကတော့နည်းလိမ့်မယ်ပေါ့နော်တင်းကွက်ကတော့များကြမယ်ပေါ့ကျွန်တော်ကိုယ်တိုင်တောင်မှကျွန်တော်တို့96ဆိုရင်ပိုများမယ်ကျွန်တော်65ဆိုရဲအတွက်နည်းနည်းနည်းပါလေဗျနော်ကဲအဲ့တော့ဒီကနေ့ကျွန်တော် ရနီဆိုင်ကလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးဒီမနေ့ဖက်ကမှလည်းတင်ကွယ်များရရှိအောင်မြင်ကြပါစေလို့ဆုတောင်းပေးဒီကနေ့ဒီဘူလူဖိုင်ကိုဒီမာရီမဲကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ